It said on ထိုင်းဆူရဟာလက်တလုံးမှာပြည်တွင်းခီးသွွားလုပ်ငန်းကိုအချိန်မြင့်တင်မှုအတွက်အစီအမံသစ်တွေကြီးညာလိုက်ပါတယ်။ထိုင်းနိုင်ငံအတွင်းကမ္ဘာလည်ခီးသွွားဝင်ရောက်မှုကြာဆင်းနေတဲ့ကာလမှာအခုလို ပြည်တွင်းခီးသွွားလုပ်ငန်းအတွက်အစီအမံတွေဖော်ဆောင်လာတာပါ။ထိုင်းနိုင်ငံသားတွေကိုယ်နိုင်ငံကိုပိုပြီးစူးစမ်းလေ့လာဖို့နဲ့လက်ပတ်ဖို့အားပေးမဲ့မလုံးတွေကိုအစိုးရကအတည်ပြုထားတယ်လို့အာဏာပိုင်တွေကအင်္ဂါနေ့ကပြောပါတယ်။အစိုးရစီမံရေးထဲမှာလာမယ့်ဒီဇင်ဘာလလေထိ ပြည်တွင်းကြီးသွားလေပတ်စည်းအတွက်ဘန်ငွေ2000တာမမဟုတ်ဒေါ်လာ610အထိတူးချင်းဝင်ငွေကုန်ကင်းလွတ်ခွင့်တွေပါဝင်ပါတယ်။သိငယ်တဲ့ခရိုင်တွေဒါမှမဟုတ်ခီးသွားဧည့်သည်အလဲပတ်နေတဲ့ခရိုင်တွေကအထင်ကြီးအောင်နာမည်ကြီးခီးသွားနေရာတွေထက်ပိုပြီးအခွန်သက်သာခွင့်ရရှိမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ခီးသွားရာသီစတင်တော့မှာဖြစ်ပေမဲ့တရုတ်နိုင်ငံကခီးသွားတွေလာရောက်မှုကြာဆင်းလာတာကြောင့်ထိုင်းကမ္ဘာလဲခီးသွားလုပ်ငန်းကလည်းတိတိသားသားထိခိုက်လာတာပါ။ အခုလိုကမ္ဘာလည်းခီးတဲ့ဝင်ရောက်မှုကြာဆင်းလာတဲ့အကြောင်းရင်းတွေထဲမှာတရုတ်နိုင်ငံသားတွေပေါဝင်ပတ်သက်နေတဲ့မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်ကိုင်းတွေစီကိုထိုင်းနိုင်ငံကနေလူကုန်ကူးတယ်ဆိုတဲ့သတင်းတွေကြောင်းနိုင်ငံတကာအမြင်ဆိုးနေချိန်ခီးသွားဘေးကင်းလုံခြုံမှုစိုးရိမ်မှုတွေကြောင်းလည်းပါဝင်ပါတယ်။ထိုင်းကမ္ဘာလည်းခီးသွားလုပ်ငန်းပြန်အရှင်ရလာရေးမှာပြည်တွင်းခီးသွားလုပ်ငန်းကလည်းအဓိကကျနေပြီးတစ်ချိန်တည်းမှာပဲနိုင်ငံသားတွေရဲ့ထွေထွေသုံးဖြုတ်မှုကလည်းပြန်တက်လာနိုင်တယ်လို့အာနာပိုင်တွေကပြောဆိုပါတယ်ခင်ဗျာ။ vital.